ဆီးရီးယားမှာအပြောင်းအလဲတွေဖြစ်နေပါတယ်။ရခင်ကောင်းဆောင်ဘာရှာအာဆက်ဟာနှုတ်ထွက်သွားပြီဖြစ်ပေမဲ့ပြည်ရင်းစစ်ကတော့ရှိနေသေးပါ။အခုချိန်မှာအစိုးရအသစ်ကိုထူထောင်ဖို့ကြိုးစားနေတဲ့အချိန်မှာဒေတာရင်းကအခြားနိုင်ငံတွေကိုလည်းစောင့်ကြည့်နေကြပါတယ်။အထူးသဖြင့်အီရန်ဟာဆီးရီးယားရဲ့အနာဂတ်မှာသူပါကျင်နေတဲ့အတွက်စောင့်ကြည့်နေတာပါ။အမေရိကန်စစ်တပ်ကလည်းအီရန်ရဲ့အရန်တပ်တွေကိုထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။တချို့နေရာတွေမှာဆိုရင်အင်အားသုံးပြီးထိန်းချုပ်နေပါတယ်။ American စစ်တပ်ရဲ့လက်တလောလှုပ်ဆောင်ချက်တွေထဲမှာထင်ရှားတာကတော့ အမေရိကန်လေတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုပါပဲဒီတိုက်ခိုက်မှုမှာသုံးခဲ့တဲ့လေယာဉ်တွေဟာနှစ်ပေါင်း90နီးပါးကြာပြီဖြစ်ပေမဲ့ဤပညာနဲ့ဤပြူဟာရအရှိအလယ်ပိုင်းနိုင်ငံတွေရဲ့လေယာဉ်တွေထက်သာလွန်နေသေးပါဒါဟာအမေရိကန်စစ်တပ်ရဲ့အင်အားကိုကဘာကိုပြသလိုက်တာဖြစ်တယ်လို့အထူးသဖြင့်အီရန်ကိုပြသလိုက်တာပါသူတို့သုံးနေတဲ့ဤပညာဟာသူတို့အတွက်ခင်နောက်ကျနေပေမဲ့အင်အားကတော့သာလွန်နေသေးပါဒီလေယာဉ်တွေကတော့ A10 Warthog တွေပဲဖြစ်ပါတယ်နိုဝင်ဘာလကုန်ပိုင်းမှာအမေရိကန်ဟာ A10 Warthog တိုက်လေယာဉ်တွေကို ဆီးရီးယားရဲ့အရှေ့နဲ့တောင်ပိုင်းကအရေးပါတဲ့နေရာတွေကိုတိကျတဲ့တိုက်ခိုက်မှုတွေလုပ်ဖို့ဆီလွတ်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကိုဗီဒီယိုရိုက်ပြီးလူမှုကွန်ရက်ပေါ်တင်ခဲ့ပါတယ်။ဒီဗီဒီယိုတွေမှာဝါတော့လေယာဉ်တွေဟာမြို့ပြ area တွေပေါ်ကိုဖြတ်တန်းနေတာကိုတွေ့ရပါတယ်။တချို့သတင်းတွေအရဒီလေယာဉ်တွေကိုဒါယာအေဇာမြို့ပေါ်မှာတွေ့ရတယ်လို့ပြောပါတယ်။ဒီမြို့ဟာအီရန်ကနေထောက်ခံတဲ့ဆီးရီးယားအစိုးရရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပါတယ်။ ီမျိုးဟာအနောက်မြောက်ပိုင်းကစီးရီးယားသဘုံတွေရဲ့လွှမ်းမိုးမှုအောက်ကနေရာတွေနဲ့ဝေးကွာနေပါတယ်။အမေရိကန်ဟာ A10 Warthog တွေကိုအရင်ကအာရှနဲ့အီရတ်မှာစစ်ပွဲတွေအတွင်းနယ်မြေတွေကိုသိမ်းပိုက်ဖို့နဲ့ငြိမ်းချမ်းရေးထူထောင်ဖို့တုံးခဲ့ပေမဲ့ဒီတစ်ခါတော့ပို့ပြီးတော့ passive နဲ့ supported ဖြစ်တဲ့သဘောမျိုးတုံးခဲ့ပါတယ်။စီးရီးယားသဘုံတွေဟာလွန်ခဲ့တဲ့နှစ်တွေအတွင်းအစိုးရအတွက်အကြီးမားဆုံးအန္တရာယ်ဖြစ်ခဲ့ပေမဲ့အခုချိန်မှာတော့အလက်ပိုမျိုးကိုသိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ဒါကြောင့်အမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာနိုင်ငံရဲ့တစ်ဖက်ဆုံးမှဖြစ်နေပြီး တောင်ပိုင်းကအမေရိကန်စစ်တပ်ရဲ့နေရာတွေနဲ့ဝေးကွာနေပါတယ်။ပင်တဂွန်ရဲ့အစီရင်ခံစာအရဝါသော့တွေကိုအဓိကအဖြစ်ကာဝယ်ရေးအတွက်သုံးခဲ့တာဖြစ်ပြီးအ ਨੇ စုံသဘုံ90ကိုတက်ပြီးအရေးပါတဲ့စစ်ပစ္စည်းတွေကိုဖျက်ဆီးခဲ့ပါတယ်။ဒီလိုတိုက်ခိုက်မှုတွေဟာဒိုင်ယာအေဇာကြေးရွာတွေကိုအားဖြည့်ပေးနိုင်ပါတယ်။ဒီနေရာဟာအမေရိကန်နဲ့ကတ်လူမျိုးတွေဥဆောင်တဲ့ Syria တပ်မတော်တပ်ဖွဲ့ SDF ရဲ့နေမြေဖြစ်ပြီး ်မြောက်ပိုင်းမှာ SDF နေမြေတောင်ပိုင်းမှာအစိုးရထိန်းချုပ်တဲ့နေမြေဆိုပြီးနှစ်ပိုင်းကွဲနေပါတယ်ဒီတိုက်ခိုက်မှုတွေကြောင့်အီရန်နဲ့သူ့ရဲ့အရန်တပ်တွေဟာအနောက်မြောက်ပိုင်းကိုဓာတ်ရိုက်တိုက်ခိုက်ဖို့ထက်ဒီနေရာကိုအားဖြည့်ဖို့လုပ်ရမှာဖြစ်ပါတယ်ခေတ်တက်ကဘာမှာထိန်းချုပ်မှုနဲ့လိုင်ယွန်ကြီးတွေဖြစ်မှုတွေဟာအရေးကြီးပါတယ်။စစ်မြေပြင်ဖြစ်ဖြစ်စီးပွားရေးဖြစ်ဖြစ်ဓာရီဟာအရေးပါပါတယ်။ဒီအခြေအနေတစ်ခုလုံးကိုနားလည်ဖို့နည်းနည်းရှုပ်ထွေးနေပါတယ်။ပထမဆုံးအနေနဲ့ဆီးရီးယားဟာအမေရိကန်စစ်တပ်ဆက်လက်တည်ရှိနေတဲ့အနည်းငယ်သောအရှေ့အလယ်ပိုင်းနိုင်ငံတွေထဲကတစ်ခုဖြစ်ပါတယ်။ ဒါဟာနိုင်ငံအတွင်းကွဲပြားမှုတွေကြောင့်ဖြစ်ပြီးမတူညီတဲ့အုပ်စုတွေကမတူညီတဲ့နယ်မြေတွေကိုထိန်းချုပ်ထားပါတယ်။အများအားဖြင့်နိုင်ငံရဲ့အများစုဟာအစိုးရထိန်းချုပ်တဲ့နယ်မြေဖြစ်ပြီးအစိုးရကိုအာဆက်ကဦးဆောင်နေပါတယ်။စီးရီးယားနိုင်ငံရဲ့အကြီးဆုံးနဲ့အလဲဘိုနယ်မြေတွေကိုအစိုးရကထိန်းချုပ်ထားပါတယ်။ဒီနယ်မြေတွေထဲမှာဒမတ်စကတ်၊ဟ ோம் စ်နဲ့အလက်ပိုးဆိုတဲ့မြို့ကြီးသုံးမြို့လည်းပါဝင်ပါတယ်။အရှိတ်ဘက်မှာတော့ယူဖရိတ်မြေကြောင်းတစ်လျှောက်အစိုးရနယ်မြေနဲ့ထိစပ်နေပါတယ်။ မကြသေးခင်ကတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့နေရာလည်းဖြစ်ပါတယ် SDF Syrian Democratic Force ဟာ Syria အစိုးရကိုစန့်ကျင်တဲ့အဓိကအုပ်စုတစ်ခုဖြစ်ပြီးနှစ်တော်ကြာ Syria ရဲ့နယ်မြေတော်တော်များများကိုထိန်းချုပ်ထားပါတယ်ဒီနယ်မြေတွေဟာတဘာဝအတိုင်း Syria ရဲ့ကြံနယ်မြေတွေနဲ့တီးခြားကွဲနေပြီး American စစ်တပ်နဲ့စစ်ပစ္စည်းတွေရဲ့ကာကွယ်မှုကိုရရှိထားပါတယ်နောက်ထပ်အုပ်စုတစ်ခုကတော့ Hayat Thaya Asham HDS ဖြစ်ပါတယ် HDS ဟာမတူညီတဲ့သဘောအုပ်စုတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး မကြာသေးခင်ကအထိစီးရီးယားရဲ့အနောက်မြောက်ပိုင်းက Idlib နဲ့အနီးတစ်ဝိုက်ကနယ်မြေတိတ်တိတ်လေးကိုထိန်းချုပ်ထားပါတယ်။ဒီနယ်မြေဟာတူရကီနဲ့ထိစပ်နေပြီးတူရကီဟာ HDS ကိုထောက်ခံတယ်လို့စန့်ကျင်တဲ့သဘောထားတွေလည်းရှိပါတယ်။ HDS ဟာသူ့ရဲ့တည်ရှိမှု9နှစ်အတွင်းမှာတူရကီရဲ့ထောက်ပံ့မှုကိုအနည်းငယ်သာရရှိခဲ့ပြီးအထက်အဖြစ်ကိုပိုင်ငွေကြေးနဲ့လဲပတ်နေတာဖြစ်ပါတယ်။တကယ်တော့တူရကီအစိုးရဟာ HDS ကိုအကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ထားပေမဲ့ တူရကီကနေထောက်ခံတဲ့ဆီးရီးယားတပ်မတော်နဲ့ပူးပေါင်းလှုပ်ဆောင်ခွင့်ကိုလည်းပေးထားပါဗျ။အမေရိကန်ဟာအီရတ်ဆီးရီးယားနဲ့အစ္စရေးနယ်သက်တွေမှာစစ်စခန်းတွေထားရှိပြီးထိန်းချုပ်မှုစုံတစ်ခုကိုထူထောင်ထားပါဗျ။အစ္စရေးကလည်းသူ့နယ်နိမိတ်နဲ့ထိစပ်နေတဲ့နေမြေတိတ်တိတ်လေးကိုထိန်းချုပ်ထားပါဗျ။အထူးကအဖြစ်အီရန်ကနေထောက်ခံတဲ့အုပ်စုတွေကိုအုပ်စုတွေကနေပြီးတော့အစ္စရေးကိုဆီးရီးယားမြေပေါ်ကနေတိုက်ခိုက်မှုတွေမလုံနိုင်အောင်ကာကွယ်ဖို့ဖြစ်ပါဗျ။ စီးရီးယားမှာရီမန်းချက်တွေအပြည်ပြည်ဆိုင်ရာထောက်ခံမှုတွေစစ်ရေးပြင်ဆင်မှုတွေမတူညီတဲ့အုပ်စုတွေအများကြီးရှိနေတာကြောင့်စီးရီးယားပြည်ရင်းစစ်ဟာဆယ်သုနှစ်တွေကြာလူသားချင်းစာနာမှုနဲ့တမိုင်းဆိုင်ရာတို့ရဲ့ဆိုးရတဲ့အနှိမ့်ထာယုံတစ်ခုဖြစ်နေပါတယ်။နိုဝင်ဘာလကုန်ပိုင်းက A10 ဝါတော့တိုက်ခိုက်မှုတွေဟာ SDF နဲ့သူ့ရဲ့ရီမန်းချက်တွေကိုအောင်မြင်ဖို့လှုံ့ဆော်ခဲ့တာဖြစ်ပါတယ်။ American ဟာစီးရီးယားမှာဘာကြောင့်စစ်ရေးအရာကြီးမားတဲ့အခမ်းကဏ္ဍကပါဝင်နေရတာလဲဆိုတာကိုသိပ္ပံပညာရှင်တွေကသေချာမသိကြသေးပါဘူး။ အမေရိကန်ရဲ့အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးစစ်ပွဲဟာနှစ်အနည်းငယ်ကြာပြီးနောက်အဆုံးသတ်ခဲ့ပြီးအမေရိကန်စစ်တပ်အများစုဟာဒီဒေသကနေထွက်ခွာသွားခဲ့ပါတယ်။အမေရိကန်ဟာဆီးရီးယားမှာစစ်ရေးအရကြီးမားတဲ့အခန်းကဏ္ဍကပါဝင်နေရတာဟာငွေကြေးအရလည်းအများကြီးကုန်ကြပါတယ်။2023ခုနှစ်အထိအမေရိကန်ရဲ့စစ်ပွဲတွေဟာဒေါ်လာ၈ထရီလီယံလောက်ကုန်ကြခဲ့ပြီးလူပေါင်းတသန်းနီးပါးတေဆုံးခဲ့ရပါတယ်။တကယ်တေဆုံးမှုအရေအတွက်ကတော့ဒီထက်ပိုများနိုင်ပါတယ်။ဆီးရီးယားဟာအုပ်စုပေါင်း အုပ်စုပေါင်းဆောင်ကြမှာမယမနာပဋိပက္ခတွေဖြစ်နေတဲ့အချိန်မှာအမေရိကန်ဟာအီရတ်မှာလုတ်ခဲ့တယ်လို့ဘာကြောင့်ထပ်မလုတာလဲဆိုတာမေးစရာရှိပါတယ်။အတန်းဖတ်ဝါရာတိုက်ဖြတ်ရေးစစ်ပွဲပြီးဆုံးသွားပြီဆိုပေမဲ့အမေရိကန်စစ်တပ်ရဲ့ထောက်လှမ်းရေးအရာဆက်လက်ဖြည့်ရှင်းဖို့လိုအပ်တဲ့အုပ်စုတွေရှိနေသေးတာကြောင့်ပါ။အီရတ်နဲ့အာဖဂန်နစ္စတန်စစ်ပွဲတွေဟာအမေရိကန်အတွက်ကြီးမားတဲ့ဆုံးရှုံးမှုတွေရှိခဲ့ပေမဲ့အဆုံးသတ်သွားခဲ့ပါတယ်။အမေရိကန်ဟာဆီးရီးယားမှာဆက်လက်တည်ရှိနေရတဲ့အကြောင်းရင်းတစ်ခုကတော့အစ္စရေးကိုအီရန်ရဲ့အရန်တပ်တွေကနေကာကွယ်ဖို့ဖြစ်ပါတယ်။ အီရန်ရဲ့အကြမ်းတပ်တွေဟာအစ္စရေးကိုစီးရီးယားမြေပေါ်ကနေမကြာခဏတိုက်ခိုက်လေရှိပါတယ်။အမေရိကန်ဟာစီးရီးယားသဘုံတွေကိုထောက်ပံ့ပေးရတဲ့အကြောင်းရင်းကသူတို့ဟာအစ္စရေးကိုချိမ့်ချောက်မှာမဟုတ်ဘူးလို့ယုံကြည်လို့ဖြစ်ပါတယ်။ဒါဟာအရှေ့လေပိုင်းမှာအမေရိကန်ရဲ့ထိမ့်ချုပ်မှုကိုအနှဲငယ်သေးကြစေပါတယ်။အီရန်နဲ့အာဖဂန်နစ္စတန်တို့ဟာအစ္စရေးအတွက်ကြီးမားတဲ့ချိမ့်ချောက်မှုမရှိတာကြောင့်အမေရိကန်ရဲ့နည်းပြူဟာတွေဟာကွဲပြားနေတာဖြစ်ပါတယ်။နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ အမေရိကန်ဟာဆီးရီးယားရဲ့တယံဇာတတွေကိုအတုံးချကျင်တာဖြစ်ပါတယ်အထူးသဖြင့်ယေနံမှာဆီးရီးယားပြည်တွင်းစစ်အတွင်းမှာအမေရိကန်စစ်တပ်ဟာဆီးရီးယားကယေနံတွေကိုခိုးယူပြီးအီရတ်နယ်စပ်ကိုတည်သွားတယ်လို့အစိုးရခန်းသားတွေအများကြီးရှိပါတယ်ဒီယေနံတွေကိုအမေရိကန်စစ်ကမ်းတွေကိုပို့ဆောင်တယ်လို့ယုံကြည်ရပါတယ်ဒီယေနံတွေကိုစစ်ကမ်းတွေမှာအသုံးပြုတာလားတခြားနေရာတွေကိုပို့တာလားဆိုတာကတော့ဆွေးနွေးစရာဖြစ်နေပါတယ်ဆီးရီးယားနိုင်ငံသားရဲ့ဝင်ကြီးဌာနရဲ့ခန့်မှန်းချက်အရ ဒီသတင်းတွေမှန်ကန်ခဲ့ရင်စီးရီးယားစီးပွားရေးကိုဒေါ်လာ111ဘီလီယံလောက်ထိခိုက်စေခဲ့တယ်လို့ဆိုပါတယ်။ဒါဟာစီးရီးယားစီးပွားရေးတိတာတဲ့အစိပ်ပိုင်းဖြစ်ပါတယ်။စီးပွားရေးအရာကြည့်ရင်အမေရိကန်စစ်တပ်ဟာစီးရီးယားမှာဆက်လက်တည်ရှိနေတာဟာရေနံအတွက်ဖြစ်နိုင်ပါတယ်။ဒီနီးလန်းဟာအမေရိကန်ကိုရိုင်းကနေရေနံတွေကိုတည်ယူပို့ဆောင်ရတဲ့ကုန်ကြစရိတ်တွေကိုရှော့ချပေးနိုင်ပါတယ်။ဒါ့ပြင်စီးရီးယားဟာဆယ်စုနှစ်တွေကြာပြည်ရင်းစစ်ကြောင့်စွမ်းအင်အကြက်တဲနဲ့ရင်ဆိုင်နေရပါတယ်။ ဒါကြောင့်အမေရိကန်ဟာစီးရီးယားရဲ့ရင်းနှံတွေကိုခိုးယူတယ်ဆိုတဲ့အချက်ဟာပိုပြီးထင်ရှားလာပါတယ်။တကယ်တော့စီးရီးယားဟာအမေရိကန်ရဲ့ကူညီမှုတွေကနေငွေကြေးနဲ့စည်ရေးအရအများကြီးအကျိုးကျေးဇူးရခဲ့ပါတယ်။အမေရိကန်ဟာ2024ခုနှစ်တစ်နှစ်တည်းမှာဒေါ်လာ1.2ဘီလီယံလောက်လှူဒန်းခဲ့ပါတယ်။နှစ်တိုင်းလိုလိုမှလည်းဒီထက်နည်းတဲ့ပမာဏတွေလှူဒန်းလေးရှိပါတယ်။ဒါပေမဲ့အမေရိကန်စစ်တပ်ကိုအကြမ်းဖက်ဝါဒတိုက်ဖျက်ရေးစစ်ပွဲရဲ့အပြီးမှာနိုင်ငံသားမှအသုံးပြုတင်လာဆိုတာကိုမေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးယနေ့အထိအမြင်တွေကွဲပြားနေသေးပါတစ်ဖက်မှာကြည့်ရင် American စစ်တပ်ဟာအရှေ့အလယ်ပိုင်းမှာတက်ဆွဲထားတာကြောင့် American နိုင်ငံသားတွေရဲ့အခွန်ငွေတွေဘီလီယံချီပြီးကုန်ကျခဲ့ပါတယ်စစ်သားတွေဟာလည်းကြာရှည်စွာစစ်မြေပြင်မှာရှိနေရတာကြောင့်စိတ်ဒဏ်ရာတွေရခဲ့ပါတယ် American စစ်တပ်ဟာ IX တိုက်ဖြတ်ရေးမစ်ရှင်စတင်ခဲ့တဲ့ခုနှစ်နှစ်အတွင်းမှာစစ်သား69ဦးဆုံးရှုံးခဲ့ပါတယ်ဒီသေဆုံးမှုပမာဏဟာစီးရီးယားတွေရဲ့ဆုံးရှုံးမှုတွေနဲ့ရှင်ရင်မပြောပလောက်ပေမဲ့ အမေရိကန်စစ်တပ်ကိုကမ္ဘာတဝှမ်းမှာတက်ဆွဲတင်လာဆိုတာကိုဆွေးနွေးတဲ့အခါထဲ့သွင်းစဉ်းစားကြရဖြစ်နေပါတယ်။နောက်တစ်ဖက်မှာကြည့်ရင်အမေရိကန်စစ်တပ်ရဲ့တည်ရှိမှုဟာအီရန်ရဲ့အရန်တပ်တွေကိုစီးရီးယားနယ်မြေတွေကိုထပ်မသိမ်းဖို့ဟန့်တားနိုင်ခဲ့ပါတယ်။ဒါဟာပြည်ရင်းစစ်ကိုနှစ်အနည်းငယ်ကြာသွားစေနိုင်ပေမဲ့စီးရီးယားနိုင်ငံတစ်ခုလုံးအီရန်ရဲ့လွှမ်းမိုးမှုအောက်ကိုမရောက်သွားအောင်တားဆီးနိုင်ခဲ့ပါတယ်။ဒီလိုအခြေအနေတွေကြောင့်အေဒန်ဝါတော့တိုက်လီရင်တွေရဲ့တိုက်ခိုက်မှုတွေကိုပုံဖော်ပေးနိုင်ခဲ့ပါတယ်။ဝါတော့တွေဟာစီးရီးယားကနေ အီရန်နဲ့အီရန်ကို ထောက်ပံ့ရေးလမ်းကြောင်းတွေကိုထိထိရောက်ရောက်ဖျက်တောက်နိုင်ခဲ့ပါတယ်။ဒီထောက်ပံ့ရေးလမ်းကြောင်းတွေဟာအစိုးရတပ်တွေကိုအလက်ပိုကိုတပုံတွေစီကနေပြန်လဲသိမ်းပိုက်ဖို့အထောက်အကူဖြစ်စေနိုင်ပါတယ်။ဒါကြောင့် American စစ်တပ်ဟာကာကွယ်ရေးအတွက်လှုပ်ဆောင်ခဲ့တဲ့ဆိုပေမဲ့နောက်ကွယ်မှာပိုကြီးတဲ့နီးပြူဟာတစ်ခုရှိနေတယ်လို့ဆိုနိုင်ပါတယ်။ Aiden Watson တကယ်တော့ Thunderbolt 2လို့ခေါ်ပါတယ်။ဒီဟာကအနီးကတိုက်ခိုက်ရေးလေယာဉ်တစ်မျိုးဖြစ်ပြီး1960နှောင်းပိုင်းမှာစတင်တီထွင်ခဲ့ပြီး1982ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။ ဒါကြောင့် American Lead မှာအခုထိသုံးနေတဲ့တက်တန်းအရှင်ဆုံးလေယာဉ်တွေကတခုဖြစ်ပါတယ်။ဒါပေမဲ့ဒီလေယာဉ်ကိုကြမ်းတမ်းခိုင်ခံ့ပြီးခံနိုင်ရည်ရှိအောင်တိဆောက်ထားတာကြောင့်နှစ်ပေါင်းများစွာသုံးပြီးတဲ့အချိန်မှာတော့ပြန်တန်းနိုင်စေဖြစ်ပါတယ်။ American ဟာ War Dog ကိုခံနိုင်ရည်ရှိပြီးဇယိတ်သက်သာတဲ့တိုက်လေယာဉ်ဖြစ်သတ်မှတ်ထားပါတယ်။ဒါကြောင့်နောက်ပိုင်း mission တွေအတွက်ပြုပြင်ထိန်းသိမ်းရတာလွယ်ကူပါတယ်။ Aiden War Dog ဟာခံနိုင်ရည်ရှိတဲ့လေယာဉ်ကိုတင်နဲ့ Titanian Checker တွေပါဝင်ပါတယ်။ဒီ Checker တွေကို Bad Dab လို့လည်းခေါ်ပြီးလေယာဉ်မှုကိုကာဝယ်ပေးထားတာကြောင့် မြေပြင်ကနေလေကြောင်းပစ်ခတ်မှုတွေဒုံးကျည်တွေကနေကာဝယ်ပေးနိုင်ပါတယ်ဒီလေရင်ဟာအင်ဂျင်တစ်လုံးဆုံးရှုံးတာအမီးတစ်စိတ်တစ်ပိုင်းဆုံးရှုံးတာအတောင်ပံတစ်စိတ်တစ်ပိုင်းဆုံးရှုံးတာတွေဖြစ်ရင်တော့ဆက်လက်ပြန်တန်းနိုင်ပါတယ်အေတန်းရဲ့အဓိကလက်နက်ကတော့ GAU 8A Avenger Rotary Cannon ဖြစ်ပါတယ်ဒါဟာ30 mm Gatling ကောင်လို့ခေါ်တဲ့လက်နက်ဖြစ်ပြီး10မိနစ်ကို3900ကြည်တန်းအထိပစ်ခတ်နိုင်ပါတယ်ဒီလက်နက်ဟာချက်ကာကားတွေတင့်ကားတွေခိုင်ခန့်တဲ့မြေပြင်ပစ်မှတ်တွေအတွက်ပြင်ထန်ပါတယ်ဒါအပြင်ခြေလျင်တပ်သားတွေအတွက်လည်းအန္တရာယ်ရှိပါတယ် တခြားလက်နက်တွေကတော့ AGM-65 Maverick ဒုံးကြီးတွေ၊လေဆာလမ်းညွှန်ဘုံးတွေ၊ဒုံးပြန်တွေနဲ့ cluster ဘုံးတွေပါဝင်ပါတယ်။ဒါကြောင့် Warthog ဟာစွမ်းဆောင်ရည်အမျိုးမျိုးအတွက်အသုံးဝင်ပါတယ်။ဒီလေယာဉ်ဟာစွမ်းဆောင်ရည်အမျိုးမျိုးကိုပြသနိုင်ပါတယ်။နှစ်ပေါင်းများစွာအသုံးပြုခဲ့တဲ့လေယာဉ်တစ်စင်းအတွက်ဒါဟာအံ့ဩစရာပါပဲ။ A-Dan ဟာရှေ့တန်းစစ်မျက်နှာနဲ့နီးတဲ့ခိုင်ခန့်တဲ့လေယာဉ်ပြေးလည်တူလေးတွေကနေပြန်တန်းနိုင်ပါတယ်။ဒါကြောင့်တုံ့ပြန်မှုကမြန်ဆန်ပါတယ်။ဒါအပြင်နှေးကွေးတဲ့အမြန်နှုတ်နဲ့လဲပတ်နိုင်တာကြောင့် စစ်မြေပြင်မှာကြာရှည်စွာရှိနေပြီးမြေပြင်တပ်တွေကိုလေကြောင်းကူညီပေးနိုင်ပါတယ်။ဒါဟာအရှေ့လေပိုင်းစစ်မြေပြင်တွေမှာပစ်စရိပါပါတယ်။ဘာကြောင့်လဲဆိုတော့စစ်စခန်းတွေမှာလေရင်ပြေးလဲအရှိကြီးမလို့ပဲလေရင်တွေကိုထားနိုင်ပြီးခက်ဝဲဝဲကိုတိုက်ခိုက်နိုင်လို့ပါ။ American စစ်တပ်ဟာဘယ်စစ်စခန်းမှာဘလို့လေရင်တွေစက်ပစ္စည်းတွေရှိတယ်ဆိုတာကိုလျှို့ဝှက်ထားပါတယ်။ဒေယာအေဇာအပေါ်မှာတွေ့ရတဲ့လေရင်တွေဟာဘယ်စစ်စခန်းကနေလာတယ်ဆိုတာအတိအကျမသိရပါဘူး။အနီးအနားကစစ်စခန်းတစ်ခုခုကနေလာနိုင်ခြင်းများပါတယ်။ ဒါဟာမိုးလေဝသအခြေအနေကြောင့်ထိခိုက်မှုနည်းစေပြီးရန်သူကိုကြိုတင်တတိပေးမှုနည်းစေပါတယ်။အိတန်းဟာ1980ပြည့်လွန်နှစ်တွေမှာဒီဇိုင်းဆွဲပြီးထုတ်လုပ်ခဲ့တာဖြစ်ပေမဲ့ဒီဇိုင်းတစ်ခုလုံးကိုဒီဆယ်သုနှစ်တိုင်းထားရတာမဟုတ်ပါဘူး။ခင်မီအိတန်းတွေမှာစနိုက်ပါဒါမှမဟုတ် Lightning Bolt လိုမျိုးအဆင့်မြင့်ပြတ်မှတ်ထိတွေ့နိုင်တဲ့ကိရိယာတွေတက်ဆင်ထားပါတယ်။ဒါတွေဟာအနီးအနားပြတ်မှတ်တွေကိုအတိအကျထိအောင်ကူညီပေးပါတယ်။ဒါကြောင့်အေတန်းဟာတက်တန်းရှင်နေပေမဲ့အင်အားမကြီးများတဲ့စစ်ပွဲတွေမှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေစေဖြစ်ပါတယ်။ အေတန်းဝါတော့ဟာမြေပြင်တက်တွေကိုအတိအကျပြစ်ခတ်ပေးနိုင်တဲ့စွမ်းရည်ကြောင့်အရန်အသုံးဝင်ပါတယ်။ဒီစစ်ပွဲတွေမှာမြေပြင်ပြစ်မှတ်တွေဟာတန်ကြက်ကပါတဲ့ရင်တွေရန်သူတွက်ဆဲတဲ့နေရာတွေနဲ့တပုံတွေဖြစ်နေတတ်ပါတယ်။အီရန်နဲ့အာဖဂန်နစ္စတန်စစ်ပွဲတွေလို့စစ်ပွဲတွေမှာအေတန်းဟာခက်ခဲတဲ့မြေမျက်နှာသွင်းပြင်နဲ့မြို့ပြ area တွေမှာမြေပြင်တက်တွေကို CAS close L support ပေးဖို့အရေးပါပါတယ်။အေတန်းရဲ့မူလတာဝန်ဖြစ်တဲ့တင်ကားတွေကိုတိုက်ခိုက်ဖျက်ဆီးတဲ့တာဝန်ဟာအခုတော့ရန်သူတွေက ဆက်တက်တက်စင်ရေးတက်တွေကိုစစ်မြေပြင်မှာချထားတဲ့အခါပြန်အသုံးဝင်နေပါတယ်။ဒီအကျိုးသက်ရောက်မှုတွေဟာစီးရီးယားမှာလက်တလောအောင်မြင်မှုတွေရရှိဖို့ကူညီပေးခဲ့ပါတယ်။လေရင်တွေဟာအတိအကျပြစ်ခဲမှုအနှဲငယ်လှုံ့ဆော်ရုံနဲ့ထိရောက်မှုရှိပါတယ်။ဒါကိုစစ်ပွဲရဲ့မညီမျှတဲ့သဘောတဘာဝကအကောင်းဆုံးပြသနေပါတယ်။အီရန်ဟာအရှေ့လေပိုင်းကသူ့ရဲ့အရန်တက်တွေနဲ့တက်တွေကိုဆက်လက်ထောက်ပံ့နေပေမဲ့ဒီထောက်ပံ့မှုတွေထဲမှာလေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ ချက်ကရင်တွေဘလောက်ပါတယ်ဆိုတာကိုမသိရပါဘူး။ Israel ကိုနိုင်ငံသားကနေအဓိကတိုက်ခိုက်တာတွေဟာဒုံးပျံတွေနဲ့ဖြစ်ပါတယ်။ American ပြည်ထိုင်တဲ့ Israel တို့ဟာရဟတ်ရင်တွေဒါမှမဟုတ်တိုက်လေရင်တွေကနေဒုံးကြီးတွေအများကြီးပစ်ခတ်ခဲ့ပေမဲ့ အခုထိကြီးမားတဲ့ခုခံမှုကိုမတွေ့ခဲ့ရပါဘူး။ဒါဟာအီရန်မှာသူ့ရဲ့အရန်တပ်တွေကိုပေးဖို့လေကြောင်းကာကွယ်ရေးစနစ်တွေလုံလောက်အောင်မရှိဘူးလို့ဆိုနိုင်ပါတယ်။ဒါတွေကိုပေးနိုင်ရင်တော့ A10 လောက်အသုံးဝင်မှာမဟုတ်ပါဘူး။အမေရိကန်လေတပ်မှာ A10 ထက်စွမ်းဆောင်ရည်ပိုကောင်းတဲ့လင်းယူတွေအများကြီးရှိပါတယ်။ဥပမာအားဖြင့် A10 ဟာဤပညာစစ်ပွဲတွေနဲ့အမြန်နှုံးနှိမ့်တာကြောင့်အားနေပါတယ်။အမေရိကန်လေတပ်မှာအခုသုံးနေတဲ့ F22 နဲ့ F35 တိုက်လေယာဉ်တွေဟာ A10 ထက်စွမ်းဆောင်ရည်ပိုကောင်းပါတယ်။ ဒါပေမဲ့ဒီလေယုန်တွေဟာဇယိတ်အများကြီးကုန်ပါတယ်။ဆီးရီးယားကစစ်ကမ်းတွေလို့အရင်းမြစ်နေတဲ့နေရာမှာအေတန်းဟာဒေတာရင်းမှာလေပတ်နိုင်ပါတယ်။ F22 နဲ့ F35 တို့ကိုတော့တခြားနေရာကနေပြန်တန်းလာရပါတယ်။ဒါကြောင့်ဇယိတ်ပိုကုန်ပြီးစစ်စင်ရေးတွေကိုပိုရှုပ်ထွေးစေပါတယ်။ဒါဟာအမေရိကန်ကပြစ်ပတ်တွေကိုရွေးချယ်ရမှာလှုပ်ရှားတဲ့ကိုရှော့ချလိုက်သလိုဖြစ်စေပါတယ်။အေတန်းတွေနဲ့လုံဆောင်တဲ့တိုက်ခိုက်မှုတွေရဲ့အတိုင်းအတာကိုစဉ်းစားကြည့်ပါ။လေယာဉ်တွေဟာလူတွေကိုတတ်ဖို့ တံတားတွေကိုဖြုတ်ဖြတ်ဖို့နဲ့ရင်းတွေကိုဖြတ်စည်းဖို့ဆီလွှတ်ခဲ့တာပါပိုခင့်မိတဲ့လေရင်တွေဟာဓာတ်တွေအားလုံးကိုလုံနိုင်ပြီးပိုများတဲ့လှုပ်ဆောင်ချက်တွေကိုပါလုံနိုင်ပါတယ်အေတန်ဝါတော့တွေဟာတိုက်ခိုက်မှုတစ်ခုမှာအသုံးပြတဲ့အရင်းမြစ်တွေရလိုရာထက်ပိုနေနိုင်ပါတယ်ဒါပေမဲ့အေတန်ဟာခင့်မိလေရင်တွေထက်ဇယိတ်သက်သာတာကြောင့်စီးရီးယားမှာနှစ်ပေါင်းများသာတက်ဆွဲထားနိုင်တာဖြစ်ပါတယ်မကြသေးခင်ကတိုက်ခိုက်မှုတွေဟာအေတန်တွေရဲ့ထိရောက်မှုနဲ့ခြေနဲ့တပွဲဖြစ်နေတာကိုပြသခဲ့ပါဗါး2023ခုနှစ်မေလကတည်းက အမေရိကန်လေတပ်ဟာဝါတော့တွေကိုအစုလိုက်ပြုံလိုက်အသုံးပြုဖို့စတင်ခဲ့ပြီးစီးရီးယားပတ်ဝန်းကျင်ကလေကြောင်းကိုစောင့်ကြည့်ဖို့အမိန့်ပေးခဲ့ပါတယ်။ဒါဟာ Hormuz ရေလက်ကြားအီရတ်နဲ့ပင်လယ်နီတဝိုက်မှာအမေရိကန်စစ်တပ်ရဲ့အခန်းကဏ္ဍကိုတိုးမြင့်မှုကြိုးပမ်းမှုတစ်ခုပါပဲ။အေတန်းတွေကိုဒီလိုနည်းနဲ့အသုံးပြုတာဟာခေတ်သစ်မှာသူတို့ရဲ့အရေးပါမှုကိုဆက်လက်ထိန်းသိမ်းဖို့တခုရီးသောနည်းလမ်းဖြစ်နိုင်ပါတယ်။အေတန်းကိုဆိုဗီယက်ယူနီယံကိုခုခံကာကွယ်ဖို့စစ်အေးတိုက်ပွဲအတွင်းပြစ်မှတ်တွေကိုပြစ်ချဖို့ဒီဇိုင်းဆွဲခဲ့တာဖြစ်ပေမဲ့ ခင်ဗျရုရှားနဲ့တရုတ်လေကြောင်းကာကွယ်ရေးစနစ်တွေဟာသူတို့ကိုအလွယ်တကူဖျက်ဆီးနိုင်ပါတယ်။ဒါကြောင့်အရှေ့လေပိုင်းမှာစောင့်ကြည့်နေသမားဝါတော့တွေဟာလေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ပါနေပါတယ်။အထူးသဖြင့်အစ္စရေးနဲ့အီရန်ကဒီဒေသမှာစစ်ရင်အားအကြီးဆုံးနိုင်ငံတွေဖြစ်ပါတယ်။ဒါကြောင့်ဝါတော်တွေဟာသူတို့ရဲ့အသွင်ဝင်မှုကိုဆက်လက်ထိန်းသိမ်းထားနိုင်ပါတယ်။ဝါတော်တွေကိုဖြုတ်ပစ်ဖို့တောင်းဆိုမှုတွေအများကြီးရှိခဲ့ပါတယ်။ဒေတက်ဟာလေရင်တွေရဲ့ခင်းနောက်ကျမှုကိုအကြောင်းပြပြီးဒီတောင်းဆိုမှုတွေကိုလုပ်ခဲ့ပေမဲ့လွှတ်တော်ကဒီတောင်းဆိုမှုတွေကိုတားမြစ်ခဲ့ပါတယ်။ ။ဒါကြောင့်အခုချိန်မှာ American လေတပ်မှာ A10 တွေ280လောက်တောင်ဝင်ထမ်းဆောင်နေတယ်လို့ခန့်မှန်းရပါတယ်။ဒါပေမဲ့ဒီလေယာဉ်တွေအားလုံးအပြည့်အဝလဲပတ်နေလား၊တူလောင်ထားလားဆိုတာမသိရပါဘူး။ Syria မှာဘလောက်များများတောင်ဝင်ထမ်းဆောင်နေလဲဆိုတာလည်းမသိရပါဘူး။ဒါပေမဲ့လေယာဉ်ဘလောက်အရေးအတွက်ပဲတောင်ဝင်ထမ်းဆောင်နေပါစေ။ခင်မီစရေးပြူဟာတွေမှာသူတို့ဟာအသုံးဝင်နေတယ်ဆိုတာသိကြပါတယ်။အေတန်တွေဟာသူတို့ရဲ့နောက်ဆုံးအခိုက်အတန့်ကိုရင်ဆိုင်နေရပြီးရန်သူတွေကိုခုခံနိုင်တဲ့နီလန်မျိုးမျိုးနဲ့တိုက်ခိုက်ခံနေရပါတယ်။ဒါပေမဲ့အခုချိန်ထိတော့ အမေရိကန်ဟာစီးရီးယားမှာလေတပ်ကိုတက်ဆွဲထားဖို့နဲ့ပြစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေလုပ်ဖို့ဆန္ဒရှိနေသေးပါစီးရီးယားစစ်ပွဲရဲ့ရှုပ်ထွေးမှုတွေကြောင့်အေတန်ဝါသော့တွေဟာပုံကြီးချဲ့ကြည့်ရင်သေးငယ်တဲ့အခန်းကဏ္ဍလောက်ပဲပါဝင်ပါတယ်အာဆက်စနစ်ကြာဆုံးမှုဟာအီရန်နဲ့ရုရှားအတွက်ကြီးမားတဲ့အကျိုးဆက်တွေရှိပါတယ်ဒီနိုင်ငံနှစ်နိုင်ငံဟာစီးရီးယားပြည်ရင်းစစ်ကိုနှစ်ပေါင်းများစွာကြာရှည်စေပြီးအမေရိကန်ဆန့်ကျင်ရေးစကားလုံးတွေကိုအရှိန်အဟုန်မှာလွှမ်းမိုးဖို့ကြိုးပမ်းခဲ့ပါတယ်အာဆက်မရှိတော့တဲ့စီးရီးယားမှာအနောက်ဘက်ကိုပို့ရေးမှုအခွင့်အရေးရှိလာပါတယ် HDS ကနေအစိုးရတတိယကိုဖွဲ့စည်းနိုင်ွယ်ရှိပြီးစီးရီးယားဟာတခြားနိုင်ငံတွေနဲ့ထိရောက်တဲ့တံတမန်ရေးဆက်ဆံမှုတွေလှုပ်ဆောင်ပြီးပုံမှန်နိုင်ငံတစ်နိုင်ငံဖြစ်လာဖို့မျှော်လင့်ရပါတယ်။အထူးသဖြင့်တူရကီ၊ Iraq ၊ Iran ၊ Israel ၊ Russia နဲ့ American တို့နဲ့ဆက်ဆံရေးကောင်းမှုလိုပါတယ်။ဒီနိုင်ငံတွေဟာစီးရီးယားပြည်ရင်းစစ်ရဲ့အကျိုးဆက်ကိုအများဆုံးလွှမ်းမိုးနိုင်တဲ့နိုင်ငံတွေဖြစ်ပါတယ်။ဒါပေမဲ့ American ဟာ A တန်းတွေနဲ့ Iran ကိုနောက်ထပ်သတင်းစကားတစ်ခုပို့နေနိုင်ပါတယ်။ A တန်းတွေတဖြည်းဖြည်းနှဲပါလာပြီမဲ့ ပတ်ဝန်းကျင်ဒေသတွေမှာစောင့်ကြည့်မှုနဲ့တိုက်ခိုက်မှုတွေကိုဆက်လုပ်နိုင်ပြီးပုံမှုပြင်းထန်လာနိုင်ပါတယ်။ American လေတပ်မှာဥတီမဲ့ပြင်းမှတ်တွေနောက်ထပ်မရှိတော့တာကြောင့်အီရန်နဲ့သူ့ရဲ့အရန်တပ်တွေကိုဆက်လက်အာရုံစိုက်ဖို့ဖြစ်နိုင်ကြများပါတယ်။ဒါကြောင့်လေကြောင်းတိုက်ခိုက်မှုတွေကလည်းတေဆုံးမှုတွေပိုများလာနိုင်ပါတယ်။ဒါအပြင်အစ္စရေးဟာအီရန်ကိုပို့ပြီးတိုက်ခိုက်လာပါတယ်။အီရန်ရဲ့အရေးပါတဲ့လေကြောင်းကာဝေးရေးစနစ်တွေကိုဖျက်ဆီးဖို့ဒုံးမြန်တွေနဲ့တာဝတ်ပစ်တိုက်ခိုက်မှုတွေလှုံ့ဆော်လာပါတယ်။ ။ဒါကြောင့်အီရန်ဟာအခုချိန်မှာအဆိုးဝါးဆုံးအခြေအနေတစ်ခုကိုရင်ဆိုင်နေရပြီပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။